ားပါခေတ္တတယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမြအုပ်စိယုံတိုက်ခိုက်ခံရမှုအပေါ်ကုလအပြင်းထန်ဆုံးချဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ရှိမြအုပ်စိယုံကိုစစ်တပ်ကပုံကျဲတိုက်ခိုက်မှုကြောင့်အလွန်ဆုံးရင်ပြီးရဲတိုက်ခိုက်မှုအပေါ်အပြင်းထန်ဆုံးချကြောင်းကုလသမဂ္ဂကယနေ့မှထုတ်ပြန်ပါတယ် အဆိုပါပုံကြံမှုသည်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံးကို ထိခိုက်စေခဲ့ခြင်းဖြစ်ကံမြန်မာနိုင်ငံရှိအရက်သားများရင်ဆိုင်နေရသည့်အခြေအနေမှာပြင်းထန်ပြီးဆိုသောကြောင့်လည်းထုတ်ပြန်ကြမှာပါဝင်ပါသည်ဆေးရုံနှင့်အရက်သားတွင်ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုအလေးပေးတန်ဖိုးထားရမှာဖြစ်ပြီးကာကွယ်ပေးရမှာဖြစ်တယ်လို့ဒီတိုက်ခတ်မှုကို အပြည့်အထည်ဆုံးချတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ပါသည် မြအုပ်စေယုံတိုက်ခိုက်ခံရမှုကြောင့်စေယုံဝန်ထမ်းလူနာလူနာဆောင်နှင့်တမ်းမာရေးဝန်ထမ်းများအပါအဝင်အရတား35ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ86ဦးရှိကြောင်းသိရပါသည်။နိုင်ငံတကာလူသားချင်းစာနာထောက်ထားရေးဥပဒေနှင့်နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ရှိတာဝန်ဝတ္တရားများကိုလေးစားလိုက်နာရန်အဖွဲ့အစည်းအလုံးကိုဆက်လက်တောင်းဆိုကြားကြွမ်းကားထုတ်ပြန်ပါသည်။ ဒါအပြင်မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားရေးအကူအညီလိုအပ်ချက်များသည့်လျှင်မြန်စွာမြင့်တက်လျက်ရှိပြီးလာမယ့်2026ခုနှစ်အတွက်လူသားချင်းစာနာထောက်ထားရေးလိုအပ်ချက်နှင့်သုံးပြန်ဆောင်ရွက်မှုအစီအစဉ်မှာအမေရိကန်ဒေါ်လာ190တန်လိုအပ်ကြောင်းသိရပါတယ်။ဒါအပြင်အကူအညီလိုအပ်သူကလေးငါတန်းအပါဝင်လူဦးရေ16တတမ2တန်းနဲ့တဘာဝပေးရနေရများသောလူဦးရေ3တတမ6တန်းခန့်ရွှေပြောင်းခလုံးနေရာသောကုလသမဂ္ဂထုတ်ပြန်ကြမှာပါဝင်ပါတယ်။ ဆက်လက်ပြီးတပည့်ချင်းမျိုးနယ်စစ်ဆောင်တွေခေလုံနေတဲ့စာတင်ချောင်းကိုစေအုစုကစုဆိုင်ထုံးနဲ့တိုက်ခိုက်တပည့်ချင်းအထက်ပိုင်းရှိစစ်ဆုံနယ်မြေတွေပြန်ရရင်တွင်းငယ်နယ်မိုးမိတ်ဘက်ကနေစေအုစုနှစ်ဖက်ညက်စစ်ကြောင်းထိုးဖို့ပြင်ဆင်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းတပည့်ချင်းမျိုးနဲ့ကြာညက်တိုင်းနဲ့ရွှေစကားချင်းရွာရှိစေပေးစာပြည်သူတွေခလုံးနေထိုင်ရာစာတင်ကျောင်းနဲ့အရတားနေအိမ်တွေကိုဆေးအုပ်စုကဒီဇင်ဘာလ17ရက်နေ့ညပိုင်းမှာစူဆိုင်ထုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ဒေသခံသတင်းရှင်းပြကပြောပါတယ် စီအောင်စုနဲ့တော်လိုင်းရဲ့တပ်တွေလက်တလုံးဆက်ဆိုင်ထားတဲ့ဒီပင်ချင်းနဲ့တွင်းငယ်ကြေးရွာကနေကိုမိုင်ကျော်ကွာမှရှိတဲ့ရွှေစကားကြေးရွာကိုစီအောင်စုကအကြောင်းမဲ့ဒုံနဲ့လာရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။မင်းညာကရွှေစကားကိုစူဆိုင်တုံးသုံးလုံးချတယ်လို့ဒေသခံတအူကပြောပါတယ်။စူဆိုင်တုံးပုံဒီတွေဟာရွှေစကားရွာစတင်ကြောင်းနဲ့အရက်သားပြည်သူနေအိမ်တလုံးပေါ်ကိုကြားရောက်ပေါက်ွက်ခဲ့တယ်လို့ဆိုပါတယ်။ဒုံနဲ့တိုက်ခိုက်ခံရလို့ထိခိုက်ပျက်စီးမှုရှိတယ်လို့ဆိုပြီးကျွန်တော်တို့ channel အနေနဲ့ဆက်လက်စုံစမ်းနေပါတယ်။ ။ပြီးခဲ့သည့်2023ခုနှစ်အတွင်းဒေဘကျင်းမြို့အပါအဝင်ဒေဘကျင်းနယ်ကစစ်စခန်းအများအပြားကိုတော်လှန်ရေးတပ်တွေကတင်ယူနိုင်ခဲ့ပြီးမြို့ပေါ်ကနေစစ်ရှုံးမှုထွက်ပြေးတဲ့စစ်အုပ်စုဟာဒေဘကျင်းမြို့နယ်နဲ့အလဲပိုင်းမှာရှိတဲ့တွင်းငယ်ချင်းရွာအနီးတပ်တန်းက73ခုအမတ်73တပ်မြင့်လေးကျင်းရဲတင်းတန်းကြောင်းနဲ့ခုနှစ်မိုင်ချင်းရွာအနီးတပ်စခန်းတွေရဲ့ကိုအောင်ကလေးချောင်းအားကိုနဲ့တော်လှန်ရေးတပ်တွေကိုခုခံခဲ့ပါတယ်။ ရခု2025မှာတော့ဆိုဆိုကလေချောင်းအာကုန်တရုတ်အာကုန်နဲ့တပည့်ချင်းနေတဲ့တံမြတ်ထိုးစစ်စင်ပြီးဇူလိုင်လအတွင်းကတပည့်ချင်းမျိုးကိုပြန်လည်တင်ယူသွားခဲ့ပါတယ်ဒါအပြင်တရုတ်ရဲ့အကြက်ကန်ချိန်ချမှုကြောင့်တောင်ပြည်သူလွတ်မြောက်ရေးတပ်မတော်တည်ရလန်လီကမုကုံနဲ့မုံမိတ်မျိုးတွေကိုဆွဆုလက်ထက်ပြန်လည်လွှဲပေးခဲ့ရပါတယ်။လက်ရှိမှာတည်ရလန်လီခေါ်သွင်းလို့မုံမိတ်မျိုးအတွင်ဝင်ရောက်လာတဲ့ဆွဆုကမုံမိတ်တွင်းငယ်လန်အန်တိုင်းတပည့်ချင်းမျိုးနယ်ပတ်ကိုစစ်ကြောင်းထိုးဖို့စူးစမ်းလာနေတယ်လို့တော်လရင်အင်အားစုတွေကပြောပါတယ်။ မုံမိတ်ဘက်ကစစ်ကြောင်းကလည်းမကြီးပင်နာကရေတကော်မှတိုက်ပွဲဖြစ်နေတဲ့တဲ့စစ်ခွေးတွေကတော့ကျွန်တော်တို့တွင်းငယ်73ဘက်ပုံအဲ့ဒီကြောတွေမှာရှိသေးတဲ့ခါတိုင်းနေရာပဲပေါ့ကြာပြီးသူတို့အပတ်မှာရှိနေတာကတော့လို့တော်လရင်တပ်ဖွဲ့ဝင်တအူးကပြောပါတယ်တွင်ငယ်ကျေးရွာတဝိုင်းမှာတော့ဆူဆူနဲ့တော်လရင်တက်တွေကြာတိုက်ပွဲတချို့မကြာခဏဖြစ်ပွားနေပြီးအနီအနားကကျေးရွာတွေစစ်ပေးတင်းဆောင်နေကြရပါတယ်။ ဆက်လက်ပြီးပသိမ်မုံရွာလက်မိုက်မှာမူရင်းစေဝါ WI အလုံးရင်တက်တောင်းတယ်ဆောင်လာသည့်လက်နက်ကိုင်ပြူစော်တီကောင်းဆောင်၏တပည့်ဖြစ်သူနေတွေးကိုအရှင်ဖတ်မိပြီးမူရင်းစေဝါများကိုမိရှုဖြတ်ဆီးဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းမင်းနှုံမြို့နယ်ပသိမ်မုံရွာလက်မိုက်မှာမူရင်းစေဝါ WI အလုံးရင်တက်တောင်းတယ်ဆောင်လာသည့်လက်နက်ကိုင်ပြူစော်တီကောင်းဆောင်၏တပည့်ဖြစ်သူနေတွေးကိုအရှင်ဖန်စီမိပြီးမူရင်းစေဝါများကိုမိရှုဖြတ်ဆီးခဲ့ကြောင်းတရက်ခရအမလီတရင်မှတရင်နဲ့ပြန်ချရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်။ လိုဝင်မလာ25ရက်နေ့နနက်7:00နာရီခန့်မှာမင်းသုံးမျိုးနယ်ညမင်းသားကျေးရွာမှာနေထိုင်သည့်အကြမ်းမတ်စစ်တပ်နယ်ပူပေါင်းပြီးလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရင်းစေချောင်းဝယ်မှုများလုပ်ဆောင်နေသည့်ပြည်စော်တီကောင်းဆောင်ဖို့ပြားဤတပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကပတ်သိမ်မုံရွာလမ်းမိုင်မှာမူရင်းစေဝါများနဲ့အတူအစင်ဖမ်းဆီးမိခဲ့ကြောင်းသိရှိရပါသည်ထို့သောဖန်စီယာမီတီပြူစော်တီကောင်းဆောင်ဖို့ပြားဤတပည့်ဖြစ်သူနေတွေးထံမှမူရင်းစေဝ WY အလုံးရေတက်တောင်းတင်စီယာစီခဲ့ကြောင်း ဒါအပြင်နေတွေးစော်သူကပသိမ်မုံရလမ်းမိုင်းမှာခီးသွားပြည်သူများထံမှစကြေးတောင်းခံပြီးကျေးရွာအတွင်းစီအကြမ်းမဲ့စစ်တပ်နဲ့အတူလူငယ်များကိုလိုက်လံပေါ်သားဆွဲဖက်ဆင်းခြင်းများလုပ်ဆောင်နေကြောင်းသိရှိရပါသည်။နေတွေးကမင်းတို့မျိုးနယ်ပြည်စော်ဒီကောင်ဆောင်ဖို့ပြနေအတူညောင်မင်းသားကျေးရွာကိုအခြေပြုပြီးတော့မွေးရစေဝါမောင်ကိုရောက်စားတောင်းအလောင်းကစားတွေလည်းလှုပ်တဲ့ပသိမ်မုံရလမ်းပေါ်မှာလည်းဂိတ်တွေဖွင့်ပြီးခီးသွားပြည်သူတွေစီကပစံကောက်တဲ့တသားတိစုဆောင်တဲ့နေရာစစ်ကြောင်းထိုးတဲ့နေရာတွေမှာသူတို့ကပါဝင်ကြတဲ့ လပလန်ချင်းရွာအုပ်စုကတခြားချင်းရွာတွေမှာစစ်ခွေးတွေနဲ့ပူပေါင်းပြီးပေါ်သားဆွဲဖန်စီတာတွေလည်းလှုံ့ဆော်နေသူ့ကိုတွေ့တော့တရင်ရလိုဖန်လိုက်တာမင်းတို့မျိုးဘက်ကိုဆိုင်ခဲနဲ့သူတအူးတဲ့ထွက်လာတဲ့အချိန်ကျွန်တော်တို့တရင်ရလိုဆောင်ပြီးဖန်လိုက်တာကျွန်တော်တို့ဆက်လက်စစ်ဆေးနေတော့မှဆက်လက်ပြီးစစ်ဆေးစရာတွေရှိတဲ့ညွန်ကြားမှုအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမှာပါလို့တရက်ခရယာ MLA တရင်မှတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်ရင်းတို့ဖန်စီရာမိတီနေတွေကို ော်လှန်ရေးတပ်ဖွဲ့များကထိန်းသိမ်းထားပြီးလိုအပ်သည့်စစ်ဆေးချက်များဆက်လက်လုပ်ဆောင်နေကြောင်း၎င်းနှင့်အတူတင်စီယာမီတီမူရင်းစေဝါ W အလုံးကြီးတက်တောင်းကိုဒီဇင်ဘာလ10ရက်နေ့မှာတော်လှန်ရေးရဲဘော်များကမိရှုဖြည့်ဆည်းခဲ့ကြောင်းသိရပါတယ်ရှင်။ ဆလဘင်စစ်တပ်အတွင်တာဝန်ထမ်းဆောင်နေသည့်အရာရှိစစ်တီများကိုကြိုတင်မဲ့အဖြစ်စည်ရင်နာပေးလိုက်ရပြီးကိုထီလဲရောက်မဲမပေးလဲရဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်အကြမ်းစစ်တပ်အတွင်တာဝန်ထမ်းဆောင်နေသည့်အရာရှိနေစစ်တီများအလုံးကြိုတင်မဲ့အဖြစ်စည်ရင်ပေးလိုက်ရပြီးကိုထီလဲရောက်မဲမပေးလဲရကြောင်းတပ်တန်းဝိုင်းကပြောဆိုပါသည် တန်လင်းရဲတဲ့စကန်းဌာနချုပ်မှတရင်ရှင်မြေကတက်ဆိုင်ရာတရင်တပ်ဖွဲ့များအလိုက်အရာရှိနဲ့စစ်တင်များဤဆိုင်ရများကိုချိုတင်မဲအဖြစ်ပေးမည်ဖြစ်ပြီးရင်းချိုတင်မဲများကိုလည်းစက်ဖွဲ့ပါတီကိုသာပေးရမည်ဖြစ်ကြောင်းဒါကြောင့်ချိုတင်မဲကောက်ခံမှုနဲ့မဲပေးပွဲများပြုလုပ်မည်မဟုတ်ဖိဆိုင်ရနာတင်များရာကြောင်းတချို့တရင်တပ်ဖွဲ့များမှာစံပြမဲယုံပုံစံဖြင့်ပြုလုပ်မည်ဟုအတည်ပြုလာကြောင်းပြောဆိုပါသည် တရင်တခွဲတွေကိုကြိုတင်မဲစရင်အဖြစ်စရင်တွင်သာပြီးကြိုတင်မဲကလည်းတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်ညွန်ချက်အရပြည်ခိုင်ပြိုးပါတီကိုပဲပေးရမယ်လို့ပြောပါတယ်ကြိုတင်မဲပေးရတာမျိုးမလုပ်ရဘူးတက်မိသားစုဝင်တွေကတော့ရွေးကောက်ပွဲနေ့မှာမဲယုံလုပ်ပေးမယ်လို့ပြောပါတယ်ဟုတန်လင်းရေတမတက်တရင်ရင်မြက်ကပြောဆိုပါတယ်တက်မိသားစုဝင်များအနေဖြင့်လည်းရွေးကောက်ပွဲနေ့ဆန္ဒမဲပေးရမှာနိုင်ငံတော်တည်ငြိမ်အေဂျင်ရင် တက်မတော်နဲ့အတူတွဲဖက်လုံးနိုင်သည့်နိုင်ငံရေးပါတီကိုတော့မဲပေးရမည်ဖြစ်ပြီးထို့ထို့သောပါတီမှလည်းချန်ခါရေးပါတီတခုရဲတာရှိတယ်လို့တရင်တက်ဖွဲ့များ၏ထိပ်မန်းရာစီများကအမိန်ပေးလမ်းညွှန်ကြားကြောင်းသိရှိရပါတယ်။တက်မိသားစုဝင်တွေကတက်မတော်နဲ့အစဉ်ပြေတဲ့ပြည်ခိုင်ဖြိုးကိုပဲမဲပေးခိုင်းတယ်လို့မင်္ဂလာတော်မြို့နယ်ထောက်ချမ်းမြို့ရှိခမာယာတိတ်တုံညာ6တရင်မှတက်မိသားစုဝင်တအူးကဆင်ပြပါတယ်။ဒီဇင်ဘာလတရက်နေ့ပြည်ဦးလေးမြို့နယ်စေပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ် ရဲအရာရှိလေးကြီးရဲ့တင်နန်းချောင်းနဲ့ပဟိုမီတဲ့တင်နန်းချောင်းတို့မှာဒီပြအရာရှိများနဲ့တင်နန်းသားတင်နန်းလူများကိုတွေ့ဆုံစဉ်မြန်အောင်လိုင်ကဆန္ဒမဲများပေးရမှာတိုင်းပြည်နယ်ဒေသကြိုးကိုဆောင်ရွက်နိုင်သူဒုတာဝင်အရေးသုံးပါးကိုလိုင်နာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်တဲ့၍တည်ရှိနေမည်အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်တာကြောင့်စစ်တပ်နဲ့တဟဆန္ဒဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုရွေးချယ်၍ဆန္ဒမဲပေးရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့ပါသည်